ဖြူယောဂစတူဒီယိုရဲ့ချင်းချင်းယောဂပရိုဂရမ်လေးအနေဖြင့်လည်းကျေစွလိုက်ပါတယ်ဒီနေ့ကတော့ကျမတို့နားမယ့်ရက်ပေါ့နော် week 2ဒုတိယတစ်ပတ်လည်းပုံမှန်သွားပြီအဲ့တော့နားမယ့်တစ်ပတ်မှာကျမကဗာလေးညှောက်ဝေခြင်းလေးဆိုလို့ရှိရင်ပရာနာယာမကျင့်စဉ်ပေါ့နော်ပရာနာယာမကျင့်စဉ်ဆိုတာကကျမတို့အသက်ရှူရလေးခြင်းလို့အကြံပြုပြောရင်တော့ရတယ်တိုးတော့ညာလည်းပဲအသက်ရှူတာ တစ်ခုလေနဲ့ထုတ်တာတစ်ခုလေနဲ့မဟုတ်ပဲနဲ့ကျမတို့အသက်ရှူထုတ်တဲ့ကြားထဲမှာဖြစ်စဉ်တစ်ခုရှိတယ်အဲ့ဒါကိုအသက်ကို holding လုပ်ထားတာပေါ့နော်အသက်အောင်ထားတယ်လို့ပြောရပေါ့နော်အသက်အောင်ထားရဲ့ရှူလည်းမရှူဘူးထုတ်လည်းမထုတ်ဘူးပေါ့နော်အဲ့ process လေးပါမှာကျမတို့ pranayama လို့ပြောပါတယ်အတဲအကယ်၍ holding ဖြစ်စဉ်ပေါ့နော်ဒီအသက်အောင်ထားရဲ့ဆိုဖြစ်စဉ်မပါဘူးဆိုအဲ့ဒါကို pranayama လို့ပြောပေါ့နော်သူဒီ breath work ပဲ breath breathing exercise လို့ပဲပြောမှရှိပြောလို့ရပါတယ်ပေါ့နော်အဲ့တော့ကျမတို့စလိုက်ကြရအောင်ဒီနေ့ခြေချင်းပြီးမယ် pranayama ဒီနာမည်လေးကနေဒီရှိုးဒနာပရမီယာလို့ခေါ်တယ်နော်ယောဂလေးကျင့်တဲ့သူတွေအများစုဆိုလို့ရှိရင်တော့သိပါတယ်သူ့ကိုကျွန်တော်တို့ဒီ king of pranayama လို့ပြောတယ်ပေါ့နော် king of pranayama pranayama တွေအားလုံးရဲ့ဘယ်ပေါ့အဲ့တော့ဘာကြောင့်ပြောလဲဆိုလို့ရှိရင်သူဒီကျွန်တော်တို့ရဲ့ လူတိုင်းအတွက်တင့်တော်တယ် beginner advanced regular practitioner ဘယ်သူမှမစိုးလေ့ကျင့်လို့ရတယ်တက်ကြီးရွယ်ဖို့ခလေးယောဂရှိတဲ့သူအဲတချို့သော pranayama တွေဆိုလို့ရှိရင်ဆောင်ရင်ရှောင်ရင်နေရှိပါဘာဒီဟာကခုမှမနဲ့ကျင့်မလားညနေကျင့်မလားနေ့လယ်ကျင့်မလားကြိုက်တဲ့အချိန်ကျင့်လို့ရတယ် any time anywhere ပြီးတော့ anybody အတွက်ပါဆိုရှင်တင့်တော်ပေါ့နော်အဲ့တော့ဒါလေးကိုပြီးကျင့်မယ်သူဒီအတိတ်ပဲဒီ energy ဆိုတာကကျမတို့ energy channel လို့ပြောရပါတော့ energy channel ကျမတို့ရဲ့ဒီ ီ energy စစ်စစ်မှုကိုပို့ပြီးတော့ shoulder နာဆိုတော့ purification လို့ခေါ်တယ် shoulder နာဆိုတော့ purification ကျမတို့ပန်းစင်စီတယ်ကျမတို့ခန္ဓာကိုယ်တွင်းမှာတစ်ခါတလေကြာတော့ကျမတို့မမြင်ရတဲ့ energy channel energy point ရှိရဲအဲ့ဒါတွေမှာ block ဖြစ်နေတယ်ပိတ်ဆို့နေတယ်ဆိုလို့ချင်းကျမတို့ရဲ့စိတ် ခံစားချက်တွေမကောင်းဘူးပြီးရဲ့အခါမှာခန္ဓာကိုယ်ကြီးရလေးလံနေစားရှိတယ်မျိုးနော် energy မကောင်းဘောနော် energy ရုပ်ပိုင်းဆိုင်စိတ်ပိုင်းဆိုင် energy မကောင်းဘောအဲ့လိုမျိုးဖြစ်တယ်အဲ့မို့ဒီနေ့ shoulder နဲ့ pranayama ကိုလေ့ကျင့်နေရတယ်ကျမတို့ energy ကို purify လုပ်ပေးတယ်အဲ့တော့စလိုက်ကြရအောင်စတဲ့အချိန်မှာဘယ်လိုမျိုးလေ့သွားမလဲဆိုလို့ရှိရင်သူ့ရဲ့အင်္ဂလိပ်လိုတချို့ direct translation ဘောနော်အတိတ်ပဲပြန်တဲ့သူတွေကတော့ဘယ်လိုပြန်လဲဆိုရင် alternative nostril breathing alternative ဆိုတာဒီတလှည့်စီ nostril ဆိုတာနှာခေါင်းနဲ့ breathing အသက်ရှူတာ ောနော်အဲ့တော့တစ်လှည့်စီနှာခေါင်းတစ်ပေါက်ချင်းနဲ့တက်ရှူရဲလို့ပြောကြတယ်အဲ့တော့အဲ့လိုမျိုးလဲ direct translation လုပ်မယ်ဆိုရင်ဒါအလွယ်ကြီးနဲ့စမှတ်လို့လည်းရတယ်အဲ့တော့တစ်ပေါက်စီလေးရှူမယ်ဆိုတော့ကျမတို့ရဲ့နှာခေါင်းမှာနှစ်ပေါက်ရှိတယ်ဒီမှာဆိုလို့ရှိရင်ညာဘက်နှာခေါင်းပေါက်ဒါအကျယ်ဘက်နှာခေါင်းပေါက်အဲ့တော့ညာနှာခေါင်းပေါက်ဒီကျမတို့ရဲ့ဘာ energy ကိုပေးစွမ်းလဲဆိုလို့ရှိရင်ကျမတို့ sun energy ပေါ့နော်အပူဓာတ်ကိုပေးစွမ်းတယ်ဘယ်ဘက်နှာခေါင်းပေါက်ဒီ moon energy နော်ကျမတို့ရဲ့အေးဓာတ်ကိုကင်းဆွဲအဲ့တော့ခန္ဓာကိုယ်တွင်းကိုအထူးသဖြင့်ကျမတို့အပူဓာတ်ကိုအရင်မထည့်အေးမြမှုအရင်သွားစေအဲ့တော့နှာခေါင်းကိုပိတ်တဲ့အခါမှာစတင်ပြီးပိတ်တဲ့အခါမှာလက်ကလေးကိုဒီဘူလူလက်ကလေးနဲ့ထားမယ်နော်ကျမတို့ Vishnu Mudra လို့ခေါ်တယ်ဒါတွေကတော့နည်းနည်းယောဂနဲ့ဆိုင်းရဲလူတွေအရခက်လိမ့်မယ်နော်ဟိုပိစာရှိမှမနဲ့လက်ပုံစံလေးကိုပဲကျမပြမယ်လက်ညိုးနဲ့လက်ကလေးလေးကိုကျမတို့ကိုကွေးလိုက်မယ်ကျန်တဲ့လက်ကလေးနှစ်ဖက်အဓိကလက်မကညာဘက်ကိုပိတ်ရင်လက်တကြွယ်ကဘေးဘက်ကိုပိတ် နော်အဲ့ဒါလေးသွားမယ်အဲ့တော့ညာဘက်လေးကိုကျွန်တော်ပိတ်လိုက်မယ်ပိတ်တဲ့အခါမှာလည်းနှာခေါင်းယူပြီးတော့ twist တမို့ဖိပြီးတော့တင်းအားကြီးနဲ့ဖိပြီးတော့နှာခေါင်းယူလှည့်လိုက်တာမျိုးဘေးကိုတွန်းလိုက်တာမျိုးမလုပ်ဘူးဖောက်ဖောက်လေးပဲဒီနှာခေါင်းပေါက်လေးနော် puff လို့ခေါ်တဲ့နေရာလေးဒီနေရာလေးကိုကျွန်တော်ဖောက်ဖောက်လေးပဲပိတ်မယ်ပိတ်ပြီးသွားလို့ရှိရင်နှလုံးလေးမိတ်ထားတဲ့ဘယ်ဘောက်လေးရဲ့စပြီးရှူသွင်းလိုက်မယ်ပိတ်လိုက်ပဲဘယ်ဘောက်လေးကပိတ်လိုက်ပဲအသက်လေးခဏအောင်လာပဲညာဘောက်လေးကိုထုတ် ာပေါက်လေးရပြန်ရှုမယ်ပိတ်မယ်ကတားလေးပဲဘယ်ပေါက်လေးရပြန်ထုတ်အဲထောက်ဝချင်းအဲ့တော့ဘယ်ကနေစရှုမယ်ဘယ်မှာပြန်ဆုံးမယ်အဲ့တော့ဒီချင်းတော့တတ်မှတ်အဲ့တော့တစ်ခါရှုပြီးတိုင်းမှာကျွန်တော် holding လို့ခေါ်ရ retention လို့ခေါ်ရဒီချင်းအသက်အောင်အောင်လို့အဲ့တော့ရှုတိုင်းရှုတိုင်းမှာဘယ်ကနေရှုပိတ်ခိုးတယ်ညာနေထုတ်တယ်ညာနေပြန်ရှုရဲခိုးတယ်အဲ့ဒီမှာလည်းဘယ်ကနေပြန်ထုတ် အဲ့တော့ကျော်ရှူတဲ့အချိန်မှာဘယ်လောက်ရှူမလဲဘယ်လောက်ထုတ်မလဲဘယ်လောက်ပိုးမလဲပေါ့နော်အဲ့တော့ပုံမှန်အဖြစ်သူ့ရေရှိုးလေးတော့ရှိတယ်ကျွန်တော်တို့သူ့ရဲ့ ratio ကအဲဘယ်လောက်ရှိလဲဆိုလို့ရှိရင်142ပေါ့နော်ဒါဆိုရှင်အဲ142 ratio အဲ့ဥမာဆိုလိုတာကိုဒီ30စက္ကန့်ရှူသွင်းနေဆိုရင်3လီစနစ်7စက္ကန့်တော့အောင်အဲ့တော့မဖြစ်နိုင်အရင်ကြီးပါ ratio ကအရင်ဓာတ်ဒီပါဆိုရှင် regular practitioner တွေအတွက်သတ်မှတ်တာဒါပေမဲ့ကျမကဒါကိုဒါစာရပြောတာဒါစာအရမသတ်မှတ်နဲ့မမှတ်နဲ့ ဖြစ်တဲ့အနေအထားတွေပဲရှိနေဟုတ်ကဲ့နော်ကိုတို့အရင်အသက်အောင်လာတဲ့အချိန်မှာလေဟိုးရင်းလောက်ထားတဲ့အချိန်မှာလေအရင်ပင်မန်းတွေမွန်းကျက်နေပြီနေနောက်ထပ်ထပ်ရှူကျင်နေပြီဆိုရင်ရပြီဖွင့်လိုက်တော့ပြန်ရှူထုတ်လိုက်နော်နောက်မှပြန်ရှူထုတ်လိုက်ရှူထုတ်ချင်နေပြီဆိုရှူထုတ်လိုက်တော့အဲ့ဒါပေါ်လေးပဲနော်အဲ့တော့အခုမှစတင်မဲ့ beginner တွေအတွက်ကကျွန်မအဲလုံးဝမှားချင်တာဒီကိုနိုင်တဲ့လောက်ပဲရှူပါဥပမာဖြင့်ကိုဒီ30စက္ကန့်လောက်ပဲရှူမယ်ဆိုရင်30စက္ကန့်လောက်ရှူ30စက္ကန့်လောက်ပဲကိုကြည့်30စက္ကန့်လောက်ပဲပြန်ထုတ်ကြည့်အဲ့ဒါလေးနဲ့ပေါ့နော်အဲ့တော့မျိုးလုံးလေးမိသားကျွန်တော်စရအောင် 就买住修眉，三斤老多呀，然后白修，五，牙条，牙修，五，白条，白修，五，牙条，牙修，五，白条。 two, raise you, pull, back up. Nashu, pull, bent up. Three, raise you, pull, back up. Nashu, up. Four. Four, ratio of data ratio four ratio five ratio four data ratio four ratio six ratio ô nhà thợ nhà súc ô về xe đá về súc ô nhà thợ nhà súc ô Thank you. Toronto. ရက်လိုက်ပြီနဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်အတွင်းထဲမှာပြောင်းလဲနိုင်ဖြစ်သွားတာလေးပါရုံပေါ့ခံစားကနေတော့ဖြစ်ဖြစ်လေးပြောပြတာ။ Okay ဒါကျွန်တော်တကြော့ပဲလုပ်ရအောင်เนาะအဲ့တော့ဒီပုံစံလေးကိုကိုယ့်ပရဏယာမလေးကျင့်တဲ့အချိန်မှာအနည်းဆုံး2ကြော့3ကြော့3ကြော့လောက်လုပ်ရင်တော့ကောင်းတယ်။ပရဏယာမဒီအနည်းဆုံး15မိနစ်လောက်လေ့ကျင့်မှကျွန်တော်ပိုပြီးထိရောက်ပြဿနာကိုရတယ်။နောက်တစ်ခုကကျွန်တော်ခုနကပြောဖို့ပေါ့เนาะတစ်ချက်လေးတွေ့ပါတယ်။ အဲ့တော့အဲကျွန်မလေ့ကျင့်မှုတွေဆိုတာသိရပါတော့နော်ကျွန်တော်စတူဒီယိုမှာဖြစ် online မှာဖြစ် brand name မှာအမြဲတင်နေအဲ့တော့ vibe နဲ့ issue နော်အခုလိုမျိုးဒီ issue ရဲ့ဒီပုံစံဆိုလို့ရှိရင် breathing ဒီ effort အញ្ញန်းမွန်းချက်ပြောလို့မရှိရအောင် breathing ဒီ calm and relax ဖြစ်ရမယ် effortless ဖြစ်ရမယ်နော်အဲ့ဒါမှကျွန်တော် breathing ဒီတည်ငြိမ်နဲ့ relaxing ဖြစ်တဲ့ပုံစံကိုရအောင် ဲ့တော့ကျွန်တော်အရင်အားမစိုက်ဘူးတိုးတော့ဘိုက်ကလေးတော့နေနေဖောင်းရှင်နေနောက်တစ်ခုရှူနေတဲ့တောက်ရှောင်းက ဟိုဒီ breath ကို awareness လုပ်နေကျွန်မ counting လည်းရှိနေเนาะတစ်ချိန်နှစ်ချိန်သုံးချိန်ရှိနေတယ်အဲအဲကြောင့်မို့ကိုယ့်ရဲ့ mentally ကလည်း focus ဖြစ်နေတယ်တခြားနေရာကို wandering ဖြစ်တာအသိရှိတော့ဘူးနောက်တစ်ခုအဲ့လို breath ကို focus လုပ်နေတယ်ကျွန်မပြီးတတ်နေတယ်ခန္ဓာကိုယ်ရဲ့ body awareness ကိုလည်းကိုယ်ပြန်ပြန်ပြီး awareness လုပ်အားကြောင့်လဲဆိုကျွန်တော်က breath ကို awareness လုပ်နေတဲ့အချိန်မှာခန္ဓာကိုယ်ချုပ်ဆိုရှင်ရှေ့ယူကိုင်းမှာချုပ်ဆိုရှင်ဒီလိုပုံမှာကျွန်တော်ခဏခဏကြုံနေကြုံနေဆိုကိုယ်ကလိုင်းနေတယ်မှာเนาะပြင်ပြင်ပေးရတယ်အများနဲ့ကိုကတော့ ရှေ့ကပြောပေးနေတာပေါ့နော်။အင်းခါလေးလည်းခုံသွားတယ်။အဲ့တော့ခန္ဓာကိုယ် body wellness ကိုပြန်ပြန်လုပ်ပြီးလူမှု arch back ကြီးလည်းဖြစ်စေတယ်။ arch back ဆိုတာကဒီရင်ဘက်ကနံရိုးကျွတ်သားတွေနံရိုးတွေကနည်းနည်းအရှိတ်အလွန်နှင်းရောက်။အဲ့တော့နံရိုးလေးသိင်ကျွတ်နေတယ်နံရိုးလေးသိင်နံရိုးလေးသိင်ခါတော့မပေါ်စီနဲ့ခါနဲ့လည်းခုံသွားတယ်။အဲ့ဘက်ကလေးမှာ engage လုပ်တာနော်။အဲ့တော့ breathing pranayama လုပ်ပြီးမယ် breath awareness လည်းလုပ်မယ် body awareness လည်းလုပ်မယ်။အဲ့ဒါကိုဒီကလုပ်ပြီးပါ။ ဲ့တော့ကျွန်တော်ဒီနေ့ rest day ဖြစ်တဲ့ကြောင့်နောက်ထပ် video လေးနှစ်ခုလည်းထပ်တင်လို့ရှိပါသေးရဲ့အစဆုံးကြည့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ် video လေးနှစ်ခုထပ်တင်မယ်ညောဆောင်ပြီးတော့ stay tuned ပါလို့အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင် namaste